ကျွန်တော် LG ချက်ကြောင့်တည်ပြီးသွားပြီ error ဆောင်းတည်ပြီးသွားပြီဒါဆိုကျွန်တော်တို့ LG ချက်ပေါ်မှာ error စီဘယ်လိုမျိုးလက်တွေ့စစ်ဆေးကြမလဲဘယ်လိုမျိုးရှာဖွေကြမလဲဘယ်လို error မျိုးလဲပေါ့နော် random error လား systematic error လား error မျိုးစောက်ကိုကြည့်ပြီးတော့ကျွန်တော်တို့ troubleshooting ပဲလို့လုပ်မလဲပေါ့နော်ပြဿနာကြီးကျွန်တော်တို့အရင်မြင့်ဘယ်လိုရှာဖွေမလဲဆိုတာကိုအဲထပ်မံပြောခါကျတော့လေ့လာကြရအောင်မှာဖြစ်ပါတယ်ဒါကရှေ့ရလေးကျွန်တော်တို့ဆောက်ပြောခဲ့ပြီးသား LG ချက် အဲဒီဆိုတော့ Gaussian gap ကိုအခြေခံပြောတာကြာတော့ LJ gap ဆက်ကိုကျွန်တော်တို့ဖန်တီးတယ်အဲ့မှာကျွန်တော်တို့ two weighted mean ကို CV နဲ့ SGO ဘယ်လိုမျိုးတွက်ချက်တယ်ဆိုတော့ကျွန်တော်တို့ထပ်ခါတက်ခါပြောရပဲဖြစ်ပြောပြခဲ့ဖြစ်ပါတယ်အဲ့တော့ LJ ဆက်ဆိုတော့အားလုံးဒါအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ data points တွေအကုန်လုံးကိုကျွန်မတို့ဒီ yet alive ပေါ့နော်မိတို့ဒီ juicy level ပေါ်မူတည်ပြီးတော့ run နဲ့ level ပေါ်မူတည်ပြီးတော့ခါကြတော့ရေးဆွဲထားတဲ့အနေထား plot ချထားတဲ့အနေထားဖြစ်တယ်ပေါ့နော် ။အခြေချက်ပေါ်မှာကျွန်တော်ဘာလို့ရှာဖွေရမလဲဆိုလို့ရှိရင် main ရှာလို့ရမယ်။ SD ရှာလို့ရမယ်။အဲ့ရမတိကျွန်မတို့ CD ကိုတွက်ချက်လို့ရမှာဖြစ်ပါတယ်။ပြီးတော့ငါကျွန်တော်တို့ lose နေရပြီကျွန်တော်တို့အခြေအရပြောခဲ့ပြီးသား west care room မှာအဲ room violation တွေကိုဘယ်လိုမျိုးကျွန်တော်တို့ဒါကစစ်ဆေးကြမလဲ။ အဲစစ်သူရဲ့စစ်စေးပုံစင်းနေရှာဝေပုံရှာကွေနေကွာကြတော့အမြည်သတ်မှတ်ချက်ပေါ့နော်အမြည်ညီပေးပုံပြီးနေဘယ်လိုပြီးမလဲ 1s 2s ဆိုကြရဲဆီကျမတို့ပြပြခဲ့ပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီ single rule အနေနဲ့သုံးလား multi rule အနေနဲ့သုံးလားဆိုပြီးခါကြတော့ဒါကျွေးချယ်ပြီးတော့သုံးဆွဲလို့ရတယ် rule violation တွေကိုလည်းအဲ့လိုခြေခံပြီးတော့ခါကြတော့ကျမတို့အမြည်ပေးသုံးဆွဲလို့ရတာဖြစ်ပါတယ် ကျွန်တော် interpretation ကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်တွေ့ရှိတယ်ကျွန်တော်တို့အဲ့ဒီ 1s တို့ 2s တို့ 4s တို့အဲ3 3 2s စသည်ကဓာရီကုန်းလို့ကျွန်တော်တို့က daily monitoring နေ့စဉ်စောင့်ကြည့်လို့ရတယ်နောက်တစ်ခါကျတော့ကျွန်တော် periodic monitoring လို့ခေါ်တဲ့အချိန်မှန်ပေါ့နော်တစ်ပတ်တစ်ခါစောင့်ကြည့်မှာဒါမှမဟုတ်ရှင်တစ်ပတ်တစ်ခါစောင့်ကြည့်မှာလားအပေါ်အဲ့ဒီပေါ်အခြေခံပြောင်းခါကျတော့ blue violation နဲ့ blue ပုံစံမျိုးတွေနဲ့ကျွန်တော်တို့တွေ့နေရလဲဆိုတာကိုလည်းပဲကြည့်လို့ရပါတယ်ပြီးတော့ခါကျတော့ daily monitoring periodic monitoring ပေါင်းပြီးတော့ခါကျတော့လည်းပဲအဲ့ဒီအဲတွေ့တဲ့ errors တွေပုံစံကျွန်တော်တို့ကပုံဖော်လို့ရတယ်ပုံဖော်လို့ရဆိုကျွန်တော်ရှိပြီးသားဟာကို လိုမျိုးဆက်မ interpret လုပ်မလဲပေါ့နော် interpret လုပ်လို့ရတယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ root population တွေဆိုတာဘယ်လိုပုံစံမျိုးနဲ့ကြည့်လို့ရလဲဆိုလို့ရှိရင်ပုံစံအစုံနဲ့ကြည့်လို့ရတယ်နေစဉ်အဖြစ်ရောပြီးတော့အချိန်မဲ့ပုံမှန်အဖြစ်ရောကြည့်ရမယ်ဥပမာကျွန်တော်တို့ CV တွေကိုအရှိရလဲကျွန်တော်တို့တော့ရှာပြောတယ် CV တွေဘယ်လိုသုံးချက် ုံချလို့ရတယ်ဆိုရင် comparison ပေါ့နော်နှိုင်းရှင်ပဲပေါ့နော်အရှိလာနဲ့အခုလာနဲ့ပေါ့နော် April လာနဲ့ May လာနဲ့ဟောင်းနှိုင်းရှင်ပဲထားမှုလို့ရှင်လည်းပဲ analyze ရှင်ရှင်နှိုင်းရှင်ပဲဆိုပြီးခါကြတော့ရှင်ပြီးတော့စောင့်ကြည့်လို့ရမယ်ဘလိုဘလိုပုံစံမျိုးနဲ့ monitoring လုပ်မလဲဆိုတာမိမိမှာရှိတယ်ဒီ analyze တွေရဲ့စစ်ဆေးထားတဲ့အနေထားပေါ့ဒီလိုခါကြတော့စိုက်တယ်လို့ကျွန်မတို့စိုက်လို့ဆိုကျွန်မတို့ကိုယ့်ရဲ့အဲဒီအအသုံးမဲ့ပုံစံပေါ်မူတည်ပြီးတော့ခါကြတော့အသုံးချလို့ရတယ်ပေါ့နော်ဆိုတော့ဒါရီကပါလေးဆိုလို့ရှိရင် rule ပါလို့ရှိရင်ဘယ်လိုမျိုးကျွန်မတို့ monitor လုပ်မလဲဆိုတာဒီလိုပုံစံမျိုးနဲ့လုပ်မယ်လို့ကျွန်မတို့ပြောလို့ရပါတယ် ဲ့တော့ကျွန်တော်တို့ topic ၅ဖြစ်အားရှိပိုင်းမှာ juicy overview ပြောပြီးသွားပြီ။ အဓိကကြောင်ဖြစ်တဲ့ကျွန်တော် Gaussian curve ပေါ့နော် mean SD range တိုင်းပြပြခဲ့ပြီးသားပြီပြီးတော့အဲ့အရာကျွန်တော်တွေ့ချက်အဲစစ်စေးရဲ့အခါမှာပေါ့နော်တွေ့ချက်တဲ့အခါမှာ central tendency ဆိုတာဘယ်လိုယူလဲဘယ်လိုသဘောတရားလဲပြီးတော့တစ်ခါကျတော့ကျွန်တော်အဲ့စစ်စေးရဲ့ဒီ analytic system နဲ့မှာ uncertainty ဆိုတာရှိတယ်မသေးချာခြင်းဆိုရဲဒီအတိုင်းတာတစ်ခုရှိရပေါ့အဲ့ဒါကိုဆက်မတော့ဘယ်လိုသဘောတရားကိုအခြေခံပြီးတော့ဒါတိုင်းတာရလဲပြီးတော့ errors ပြီးတော့ errors ပေါ့ဆိုတာ total errors ပေါ့နော် random error ဒီ systematic error ရှိရအားလုံးပေါင်းပြီးတော့ဟာတဲ့ total error ဆိုလို့ဆက်မတော့ဒါက ူစားပြီးပေါ်ပြရတယ်ပြီးတော့ခါကျတော့အဲ့ဒီ errors တွေဘယ်လိုမျိုးကဏ္ဍအဖြစ်ပေါ့နော်အတိအကျဘယ်လိုအပုံစံမျိုးနဲ့ quantity အဖြစ်သိအောင်လုပ်မလဲဆိုတော့လည်းပဲကျွန်တော်တို့ formula တွေအသုံးပြုတော့ခါကျတော့နမူနာတွေလည်းပဲတွေ့ပြခဲ့တာရှိပါတယ်ပြီးတော့ကျွန်တော်တို့ total allowance error ပေါ့နော်ဘယ်လောက်ထိတော့မှာဝင်ရှိလဲအဲ့ဒါကြော်လို့ရှင်တော့ကျွန်တော်အဲ့ဒီမှာကိုလက်မခံတော့ဘူးလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ပြခဲ့ဖြစ်ပါတယ်ဒါခါကျွန်တော်တို့ edge ချက်ကြောင့်ပြောပြသွားပြီ edge ချက်ပုံမှာရှိရကျွန်တော်တို့ဒီအဲတွဲပြီးတော့ခါကျတော့တွေ့ရှိရကျွန်တော် bias ပေါ့နော် ဒီအဲအဝါအပြင်ကတော့ကျွန်တော် inaccuracy ပေါ့နော်မတိကျခြင်းဆိုတဲ့ဒီအနေထားကိုကျွန်တော် bias အဖြစ်အဖော်ပြရတယ်ပြီးတော့ဟာကျွန်တော် bias ကြတော့ကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်အပမာဏအဖြစ်ပေါ့နော်ဘယ်တော့ဒီအရှိလဲဆိုတော့ဘယ်တော့ပွဲလွဲနေတယ်လဲဆိုရဟောလို့ကျွန်တော်တို့ပမာဏအဖြစ်ကြည့်လို့ရတဲ့အတွက်ကြောင့် bias ကိုကျွန်တော်တို့အဲဒီစားဆွေးနွေးခဲ့တယ်ပြီးတော့တခါ worst case ပေါ့နော် worst case နဲ့ကျွန်တော်တို့ rule violation တွေကြောင့်လည်းဆွေးနွေးခဲ့တော့ဒီတခါမှာကျွန်တော်တို့ကဘာတော်မလဲဆိုတော့ edge check နဲ့ပတ်သက်ပြီးတော့ဟာကျွန်တော် edge check မှာ error တွေပေါ့နော်ကျွန်တော်ရှိရဒါဆိုလေ့လာခဲ့ကြတဲ့ error တွေအကုန်လုံး ဘယ်လိုမျိုးတည်တက်လုပ်မလဲဆိုတာကို rule violation ကိုအခြေခံပြီးတော့ခါကြတော့ဒီခေါက်မှာဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်။ဒါကကျမတို့ analytical errors တွေကိုဒါပုံ ဖော်ပြတာဒါဒီပေါ်တရရအရာကြတော့ stable ဖြစ်တဲ့ analytical method ဖြစ်တယ်ပေါ့နော်ဘီမာတော့ကျွန်တော်တို့က gaussian gap ကဆိုလို့ရှိရင်ပြားသွားတယ်ပေါ့နော်ဘောဝုန်နံမို့တော့ a တဲ့ဆောင်ရှင်ပြားပြားသွားတယ်ဘာဖြစ်လဲဆိုရင် range တွေကပို့ပြီးတော့ကျဲလာတယ်ဒါကဘာလဲဆိုလို့ရှိရင်ဒါက random error ကြောင့်ဖြစ်တယ် imprecision ကြောင့်ဖြစ်တယ် imprecision ကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်လို့ရတယ်ဒါကအောက်မှာကျတော့ဒီ gap ကကျွန်တော် shift ဖြစ်သွားတယ်ပေါ့နော်ပြားသွားတာမဟုတ်ဘူး gaussian gap တိုင်းရှိနေရဲဆိုပေမဲ့လည်းပဲကျွန်တော်တို့ mean နေရာတွေကယူပါတယ်အစီနေရာယူပါတယ်ကြောင့်မို့ကျွန်တော်တို့ဒါကလည်းပဲ systematic error ဖြစ်တဲ့အတွက်ဒါသည် ဒါက in အဟိုပေါ inaccuracy ပေါ့နော်ဒါကိုကုစားပြုရဲဆိုလို့ကျမတို့နားလည်လို့ရရပေါ့နော် ။ဒါကျွန်တော်တို့မှတ်ထားရမှာက Gaussian ကကီးပါပဲ။ Gaussian distribution ဘယ်လိုမျိုးအခြေခံပြီးတော့လုပ်ထားသလဲဆိုတာကိုအမြဲတမ်းပြန်ပြီးကောင်းတဲ့မှာထည့်ထားမယ်ဆိုလို့ရှင်ကျွန်တော်တို့အဲ့ဒီ principle ကိုလက်ထဲမှာကိုင်ထားပြီးတော့ကိုယ့်ရဲ့ဒီ quality control ဒီလုပ်တဲ့နေရာမှာပေါ့နော်အသုံးချလို့ရပါတယ်။ခုနပြောရဲကျွန်တော် distribution A ပေါ့နော်ပထမပုံစံပုံမှာဆိုလို့ရှင်နှစ်ခုလုံးရှိရပေါ့နော် accuracy precision ရှိရဒါကြောင့်ကျွန်တော်တို့ batch shape ပုံစံဖြစ်နေရဒါကကျွန်တော် data တွေ data points တွေအကုန်လုံးဒီဒီထဲမှာအကျုံးဝင်နေရပေါ့နော် ပြီးတော့ဒီ အာဘီမားကြတော့ကျမတို့ကဖလက်တန်ကဖြစ်နေရဲ့ accuracy ရှိရဲဆိုရင်လည်းသူက imprecision ရှိရဲအတွက်ကြောင့်မလို့ imprecision တွေကကျမတို့ဒီသူရဲ့ range တွေကကျေပြီးတော့ကကြတော့ cup ကပြားနေရဲ့ပေါ့နော် C ကကြတော့ပြောင်းမြဲအဲ့တော့ peak ကအဆင်ပြေရဲ့ cup ကလည်းပဲကျမ bell shape ကတော့ဖြစ်နေရဲ့မှန်ဒါကြောင့်ကျမတို့ precision ရှိရဲဆိုရင်လည်းပဲသူက mean ာရှိဖြစ်နေကြောင့်ကျမတို့ဒီအာသူက bias လည်းရှိရဲအတွက်ကြောင့်မလို့သူမှာ accuracy မရှိဘူး inaccuracy ရှိရဲလို့ကျမတို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါကပါလေဆိုရှင် gaussian cup ကိုကျမပြန်ပြောတာပါ C ကလည်းပဲကျမတို့တက်ခါတက်ခါထောက်ရှောက်ပြောခဲ့ပြီးဖြစ်ပါတယ် cup တွေကိုကျွန်မတို့ပြီးတော့ပြန်ပြီးတော့ထောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ တတိတန်းနေဖြစ်အောင်လို့လုပ်လို့ရတယ်ဆိုတော့ AC set ဒီကိုဖန်နီးလို့ရသွားမယ်ပေါ့နော်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဟာလေးကိုအမြဲတမ်းအဲ question ကိုမေ့ပါတယ်ဆိုတာဒါဟာကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒီကပ်တိုင်းဒီပုံစံတိုင်းဆိုလို့ရှိရင်သူကနေပြီးကျွန်တော်တို့ဒါဆက်ဆက်ပြီးတော့ထွက်လာတဲ့ AC set ပါဆိုရင်ဒီလိုမျိုးအတန်းပါလေးဖြစ်နေမယ်တကယ်လို့ဒါက precision မရှိရဲ့အတွက်ကြောင့်မလို့ပေါ်ပြစ်ပေါ်လာနေမယ်ဆိုလို့ရှိရင်တော့ရတဲ့ data wise အကုန်လုံးဒီအရန်ကိုထောင်မယ်ပေါ့နော်အပေါ်ရ1နဲ့ AC 2 AC ဟာပြအပေါ်ကြီးအရန်ကြီးထောင်လိုက်ဟာလည်းဖြစ်နေမှာကြာ range ကတအားကြီးနေမယ်ဒါခါကျွန်တော်တို့အဲ နောက်ထပ်ကျမတို့ bias တို့ဟာမျိုးရှိလာခဲ့မယ်ဆိုလို့ရှင်ဒီလိုအောက်မှာပြောပြတာမင်းဒီမှာပြထားတဲ့အတိုင်းသူရဲ့ cup ကဒဲရှိတော့ဖြစ်တယ်ဆိုရင်လည်းသူရဲ့ distribution အားပြင်အားကြတော့အပေါ်ကိုရွှေ့ရတာဒါမှမဟုတ်ရှင်အပေါ်ဒီအပေါ် positive ဘက်ကိုရွှေ့ရတာဒါမှမဟုတ်ရှင် negative ဘက်ကိုရွှေ့ရပါတော့เนาะ cup ကြီးကရွှေ့နေမယ်ပြောချင်တာကကျမတို့ sd တို့အဲ mean ကရွှေ့သွားတဲ့အတွက်ကြောင့်မို့လို့အဲသူရဲ့ရရှိလာတဲ့ဒီ bias အနေထားကြောင့်ပေါ့နော် bias ကြောင့်မလို့အဲဒီရလာတဲ့ကျွန်တော်ရလက်တရားလေးပဲ data points တွေစီလိုက်တဲ့ခါမှာမတူနိုင်တော့ဘူးပေါ့နော်သူရဲ့ဒီအလေတက်တဲ့မှာရှိဆိုတော့ mean ကနေပြီးတော့ဆိုတွေ့ဖဲပြီးတော့တစ်ဖက်ဖက်ကိုကျွန်တော်ရွေ့သွားမယ်ပေါ့နော် bias ဝင်သွားမယ်လို့ကျွန်တော်နားလည်လို့ရတယ်ပြီးရင်ကျွန်တော် cup တွေကိုလည်းပဲကြည့်ပါအောင်မယ် အမြဲတောက်ချပြောလာရတဲ့ကျွန်မတို့ဒီ cup ကဘယ်လောက်ဒီ percentage ကိုပူစားပြုလဲဆိုတော့ပြန်ပြီးတော့ဒါလေးကထည့်ထားတာဖြစ်ပါတယ်။ normal သာဖြစ်ခဲ့မယ်ဆိုလို့ကျွန်မတို့ 1sc ဆိုလို့ရှိရင်68%နောက်ကတော့ 2sc ဆိုလို့ရှိရင် whole body ပဲကျွန်မ95%ဖြစ်ပြီးတော့ဆို 3sc ဆိုလို့ရှိရင်ကျွန်တော်99.7%ဆိုပြီးတော့ဟာကြောင့်ကျွန်တော်ပြောထားတာရှိရဲဆိုတော့အခုနကပြောတဲ့ဒီ cup တွေကို LG ချက်ပေါ်မှာပြန်ပြီးတော့ဟာကြတင်းတဲ့အခါမှာဆိုလို့ရှိရင် percentage တွေအပြီးကျွန်မပြန်ပြီးသိရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ power 1sc ပေါ့နော် plus or minus 1sc ရှိပြီဆိုရင်68% okay တယ်99% okay တယ်99.7% okay ရဲ့ဆိုပြီးကျွန် ျမတို့မင်းကနေယူရတာကြတော့ပြောရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့တခြားပြောလာခဲ့တဲ့ဟာပေါ့နော် probability ရပြီးတွက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအလဲတဲမှာ mean 0ရှိမယ်ဆိုတော့ choice ဒီပဲကျွန်တော်တို့ရှိတဲ့ဒီ probability ပေါ့နော်ဟိုအဖြစ်နိုင်ခြင်းဖြစ်တယ်လို့ပမာဏတို့ budget gap နဲ့ပြန်ပြောချင်းလိုက်မယ်ဆိုရင်ဒီထဲမှာကျွန်တော်တို့က analytical stable analytical system ဆိုလို့ရှိရင်ဝင်နေရမှာဖြစ်ပါတယ်ဆိုတော့ဒီကလည်းဒီပုံကျွန်တော်တို့ထည့်ထားပေးခဲ့ပြီးဖြစ်ပါတယ် ဒီမှာကျွန်တော်တို့ error ရှာကြည့်ရမယ်ပေါ့เนาะအဲ့တော့ဒီအလေတက်တရားဒီမှာမြင်ရတဲ့ဒီ line ကကျတော့ဒီ x က main ဖြစ်နေပေါ့เนาะအဲ့တော့ကြည့်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ဒီပထမပေါ့เนาะရေတလအတွင်းမှာပေါ့เนาะရေ30အတွင်းမှာဒီ juicy level တစ်ခုကိုသူ run ထားတဲ့နေထားကိုတွေ့ရတယ်အဲ့တော့ကြည့်လိုက်မယ်ဆိုလို့ကျွန်တော်တို့က 3s dc ကို plus or minus 3s dc ကိုဝင်နေဆိုလို့ရှိရင်ဒါကအဲကျွန်တော် distribution အဖြစ်ဒါ okay တယ်လို့ဒါ acceptable ပဲဖြစ်တယ်လို့နားလည်ထားရတဲ့အတွက်ကြောင့်မလို့ကြည့်လိုက်တယ်ဟုတ်တယ်အပေါ်နဲ့အောင်လေဆိုလို့ရှိရင် 3s dc တဲ့ဝင်တယ်ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ main ကနေပြီးတော့ဒီလ 读多少多安尼啊？蛮的。 သူ့ရဲ့ data points တွေအကုန်လုံးကမင်းနားမှာပဲ portal option လိုက်ဝဲနေဆိုမြင်လေဒီမှာဒီတစ်ခုရှိရဲပေါ့နော်ဒါကဘာလဲဆိုရှင် 2S ကိုကြော်နေတာတခုပေါ့အဲ့တော့ကျူးကျူး level ဘယ်နှခု run တာလဲဆိုတော့ပြန်ကြည့်ဖို့လို့ဆိုစမတို့ပြောခဲ့ရပေါ့ဒါဆိုစမတို့ဒါ one 2S ပေါ့နော် ruby evolution ဖြစ်နေရဒါပေမဲ့ဘာလဲဆိုလို့ရှင်ကျူးကျူး level မှာမှာ तू ကတစ်ခု level run တာလားဒါမှမဟုတ်ရှင်နှစ်ခု run တာလားပေါ့ဒီလိုခါကြတော့ကျွန်တော်ပြန်ပြီးတော့ခါကြ corrective action လို့လုပ်ဖို့လိုရပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဘယ်လိုချရေးမလဲဆိုရင် interpret ဘယ်လိုလုပ်မလဲဆိုလို့ရှင်ကျူးကျူး level နှစ်ခုရှိရဆိုကြပါဒါဆိုစမတို့ကျူးကျူး level 1မှာဖြစ်တာ2မှာဖြစ်တာလားပေါ့ဒါဆိုကြပါဒါကသူက ောက်ပါဆိုဒီ level ဟာပေါ့နော် UC RAM ဟာတော့1 level RAM နဲ့အချိန်မှာဖြစ်တာလို့ဆိုလို့ရှင်ဒါကိုသူကခြာရေးထားလိုက်မှာပေါ့နော် ဒါကတော့ rule violation တကူကတော့ရှိနေပြီဒါပါလဲဆိုရင် random error ယူဆောင်ဖြစ်နိုင်တယ်နောက်တစ်ခါကျတော့တခါပဲဖြစ်တဲ့ဆိုတော့ဒါကိုကျွန်တော်စောင့်ကြည့်မယ်ဘာတွေပါလဲဆိုလို့ရှိရင်ဘာမှတခါပဲဖြစ်တယ်ဆိုပြီးခါကျတော့ ignore လုပ်မထားပဲနဲ့လက်လူရှုမထားပဲဒီကောင်ကျွန်တော်တို့ကကျူစီကျွန်တော်တို့ဒီဒီ corrective action ဒီစာအုပ်လို့ဆိုရင်စာအုပ်ဒါမှမဟုတ်ရှင် record book ဆိုလို့ရှိရင် record book ထဲမှာကျွန်တော်တို့ကခြာရေးရမှာဖြစ်ပါတယ်ဒါမှသာလေဆိုတော့ဒါကို neglect မလုပ်ဘူးကြော်မသွားတော့နောက်တစ်ခါဒါမျိုးတွေ့ရမယ်ဆိုရင်ဒါကိုကျွန်တော်တို့က corrective action ယူရတဲ့ထဲမှာထည့်သွင်းပြီးတော့ခါစဉ်းစားရတော့မှာဖြစ်တယ်မဟုတ်လားဒါကသဘောတရားပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကကျူစီ level ပဲနှစ်ခု run တာလေသဘောမူတည် ော့ခါကျတော့ဒါကပြင်ပြီးတော့ခါကျတော့ဒီ corrective action ယူရမှာဖြစ်ပါတယ် ဒီလိုမျိုးကျွန်မတို့ကဒီ range အားကဖြစ်ပေါ့နော်ဒီ gaussian distribution ထဲမှာရှိတယ်ဒါပေမဲ့လည်းပဲဒါမျိုးကျွန်မတို့ခုဖြစ်နေပြီဆိုလို့ရှိရင်တော့ဒါက random error ဖြစ်တယ်သူ့ရဲ့ဒီ error မျိုးစောက်မှုတည်ပြီးတော့ခါကျတော့ကျွန်မတို့တွေကိုယ့်ရဲ့ဒီဘာဖြစ်တာလဲပေါ့နော် random error ဆိုရှင် troubleshoot ဘာလို့ရမလဲ systematic error ဆိုရှင် troubleshoot ဘာလို့မရကျွန်မတို့ရှေ့ရလေးပြောခဲ့ပြီးသားဖြစ်တယ်အဲ့တော့ဒါတွေကိုကျွန်မတို့ပြန်လဲခြေဆံခြေစခြေချိန်ဆခြေဆက်ပြီးတော့ခါကျတော့ပြန်ပြီးတော့ corrective action ယူရမှာဖြစ်ပါတယ်ဒီလောက်ဆိုလို့ကျွန်မတို့က error ရှိလားဆိုလို့ရှင်ကျွန်တော် random error ရှိတယ်ဒါပေမဲ့လည်းကျွန်မတို့ corrective action ကလောလောဆယ်လောက်ဆရာမလိုသေးဘူးပေါ့နော်ဒီတိုင်းကျွန်မတို့စောင့်စီရုံပဲ အဲ monitor ဆက်လုပ်မယ်ပေါ့နော် watch ဆက်ပြီးတော့စောင့်ကြည့်နေမယ် monitor ဆက်လုပ်နေလို့ကျွန်တော်တို့နားလည်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီချရေးတဲ့ခါမှလည်းဘယ်ဘလောက်ပေါ့နော်ဘယ်နှစ်ရက်မှာလို့မှကျွန်တော်တို့ဒီ16ရက်ပေါ့နော် April 16ရက်ဆိုလို့ရှိရင် April 16ရက်မှာတော့ဒါ 2SD + 2SD တခု data wise တခုရှိတယ်အဲ့ဒါကတော့သူရဲ့ဒီ value ကတော့ဒီဟာပေါ့နော်ပြီးတော့ပြခါကျသူရဲ့ rover လေးရှိရပြ 1.2S ဆိုလို့ရှိရင် 1.2S ဆိုကျွန်တော်တို့ချရေးရမယ်ပြီးတော့တော့ခါကျတော့မှဒီကောင်ကိုကျွန်တော်တို့စောင့်ကြည့်မယ်ဆိုရင်ဒါမှ UC level 1မှာတော့ဒါမျိုးဖြစ်တယ် UC level 2မှာတော့ okay တယ်ဆိုပြီးတော့ခါကျတော့ကျွန်တော်တို့ကပြောဖက်ပြီး ော့ comment အနေနဲ့ရှားရေးပြီးတော့မှတ်သားပေးရမှာဖြစ်ပါတယ် အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်ဒီအလေတက်တက်ရကျွန်တော်တို့မင်းကနေဘယ်လောက်ထိတွေ့ပြနေလဲဆိုတာကို data wise အကုန်တစ်လသူက39ရက်လောက်39ရက်ရက်40ပေါ့အဲ့ဒီထဲမှာရရှိရဲ့ဒီ data wise အကုန်လောပြန်ပြီးတော့ဒါဆွေရေးထားတယ်အဲဒီမင်းကနေပဲဝေးနေရပေါ့နော်အပေါ်နေရတယ်ဒီမှာဒီမှာအောက်မှာဆိုဒီအောက်ဆုံးကကျွန်တော်တို့ 2S data okay တယ်ပေါ့နော်ပြောရတော့ခါကျတလားလောက်ထိ okay တယ်ပေါ့နော်တလားတလားတလားကြာလိုက်ဖြစ်ဆိုပေမဲ့လည်းပဲဒီနေရာလောက်ကစပြီးတော့26 29 28လောက်ကစပြီးခါကျတော့သူ့ရဲ့ဒီဒီ point စီက ဟိုအပေါ်အနေနဲ့ဂျိန်သွားတယ်ဆိုမှ trend တစ်ခုဖြစ်နေဆိုတော့ကျွန်တော်တို့သတိထားဖို့သတိထားပြီးကြည့်ဖို့လိုရပါတော့။ तू ကဟိုရောက်တော့ရောက်တော့ 3SD တွေပဲမကြော်ဘူး။ဒါမဲ့လည်းပဲအပေါ်ရောက်နေဒီမှာသူဒီမှာ point ရှိတယ်ပေါ့နော်။ 2SD နဲ့ traction တွေရဲ့ 2S ဒီမှာ2.1ဒီမှာ2.0ဆိုတော့ဒါကအဲကျွန်တော်တို့ 1.2S ဒီ root variation လာဖို့ဆိုပြီးခါကြတော့ဒါ random error ပဲဆိုပြီးခါကြခြာရေးလိုက်မယ်ဒါမှမဟုတ်ရှင်လည်းပဲနောက်တစ်တခါကျွန်တော်တို့ကျွန်တော်တို့ဒီ 1.3S ဆိုပြီးခါကြတော့ဒီမှာတခုဒီမှာတခုပေါ့နော်ဒါဟိုဟိုဟာပေါ့အဲသူ့ရဲ့ဒီတွေ့ရှိရဲ့အချက်တခုချင်းစီပဲမဟုတ်ဒီတော့ခါကြတော့ခြာရေးလိုက်မယ် okay ဒါလေး random error skip လောက်သွားမယ်ဆိုပြီးခါကြတော့လောက်လိုက်မှာလားပေါ့နော်တကယ်ကတော့ကျွန်တော်တို့ကစဉ်းစားကြည့်မယ်ဆိုခုနကျွန်တော်တို့အများကြီးပြောတာချောက်ပြောခဲ့တယ်ဒီ gaussian curve ပေါ့နော်သူ့ကိုပြန်ပြီးတော့ဒီဘက်အပေါ်ကနေပဲကျွန်တော်တို့ဒီပေါ့နော်ဒီ imaginary ပေါ့နော်စိတ်ကူးရင်လိုက်မယ်ဆိုလို့ရှိရင် ဒီဒီလိုမျိုးရှိရမှန်းနဲ့ဆိုရင်လည်းဒီလောက်ဆိုလို့ရှင်တော့မင်းကဒီလောက်သွားရဆိုရင်ဒီလောက်ဒီလောက်စမှာဒီလိုလိုသွားနေဟာကြီး okay တဲ့ဆိုရင်လည်းပဲဒီဘက်ရောက်တော့ခါကျတော့သူ့ရဲ့အာဒီဥစ္စာကကျတော့ပုံစံဖြစ်သွားလဲဆိုလို့ရှင်ပုံစံပြောင်းသွားတယ်သူ့ဥစ္စာဒီအပေါ်ဘက်ကလိုလိုရွေ့လာပြီလိုလိုရွေ့လာပြီအဲတဘောပါလားမသိဘူးเนาะဆိုတော့ဘာဖြစ်လဲဆိုလို့ရှင် trend အပေါ်ရောက်သွားတဲ့အတွက်ကြောင့်မလို့ club ကလည်းပဲကျွန်တော်တို့ဒီအလေတဲ့ဒီမှာမရှိတော့ဘဲနဲ့အပေါ်ကိုကျွန်တော်ရွေ့သွားရဆိုပြီးနားလည်လို့ရတယ် အဲ့မဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒါကပါလေဆိုလို့ရှိရင် Gaussian cap ကိုကျမတို့က edge check နဲ့ဘယ်လိုဆက်ဆက်မလဲဆိုတာဒီလိုပုံစံမျိုးသွားတာဖြစ်တယ် rule violation တွေရှိနေပြီဒါပေမဲ့ပါလေဆိုလို့ရှိရင် skip လုပ်လို့ရတဲ့ error မဟုတ်ဘဲနဲ့သူ့ရဲ့ပြဿနာကအဲ့ကျမတို့ဒီ system နဲ့ပတ်သက်ပြီးတော့ပါ error ရှိနေတယ်ကျမတို့ကျမတို့ random error မဟုတ်တော့ဘဲနဲ့ systematic error ဖြစ်တယ်ဆိုပြီးတော့နားလည်လို့ရတယ်ပေါ့နော် အဲ့တော့ကြည်လာပါဒီမှာဆိုလို့ရှိရင်သူရဲ့ shift ကဘယ်လောက် shift နေရဆိုလို့ရှိရင်အလေတက်တဲ့မှာဒီ mean ကအလေတက်တဲ့မဟုတ်တော့ဘင်းအပေါ်တစ်ခုတက်သွားပြီ 1s ကိုကျွန်တော်ဒီနားလေးမှာပဲရှိရဲဆိုပြီးတော့ကျွန်တော်တို့ဒီဟိုပါဘောနော်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါတော့သူရဲ့ဒီရွေးတဲ့ဒီဥစ္စာတလူတလူတလူဖြစ်နေရလူလူဖြစ်နေအဲ့တော့ကျွန်တော်တို့ကဒီအလေတက်တဲ့က mean က 1s ဆိုတဲ့ဟာဆိုတာ mean ဖြစ်သွားပြီခါကြတော့အခြေခံပြီးတော့ခါကြသူရဲ့ data တွေကဝဲနေရပေါ့ဒါကြောင့်ကျွန်တော်တို့ 1s shift ရဲ့ကျွန်တော်တို့ဒီကနေ interpret လောက်အောင်မှာဖြစ်ပါတယ် ဟုတ်ရေနော်ဒီမှာဆိုလို့ရှိရင်လည်းပဲအဲ့လိုပဲအဲသူ့ရဲ့ဒီ ship ကတော်တော်ကြီးကိုယွေနေပြီ cup ကဆိုလို့ရှိရင်ကျွန်တော်အလေတဲတဲ့ကဒီမှာ ice ရယ်ဆိုလို့ရှိရင်အဲ့ ice scale ကိုပို့ရောက်ခါကျတော့ဒီမှာမှာဆိုလို့ရှိရင် တော်တော်ကြီးကိုအပေါ်ကြီးကိုထောင်တက်သွားပြီပေါ့နော်အဲ့သူ့ရဲ့ train ကြီးကဒါလောက်ကြီးကိုဖြစ်သွားပြီပြောရမယ်ဆိုလို့ရှိရင် ship ကတော်တော်လေးကြီးဆိုးသွားပြီပေါ့နော်ဒီကြောင့်ကျွန်တော်တို့ဒီလောက်ပုံမှန်အပြည့်လို့ဒီအဲဒီလောက်ဟုတ်တော့ပဲနေအဲ့ဒီကနေပဲကျွန်တော်ကြော်လွန်ပြီးတော့ခါကျတော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဒီအာဟိုကအဲ data data points ရဲ့ distribution ကဆိုလို့ရှိရင်ဒါလောက်ဖြစ်သွားပြီပေါ့ ဲ့တော့ဟာကြာဘာဖြစ်လဲဆိုလို့ရှိရင်မင်းကဒီလောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ဒီဥစားလည်းပဲအဲ deviation နေရာလည်းပဲဒီသူရဲ့အဲ bell shape distribution အားဖြင့်ဆိုလို့ရှိရင်တော့ဒီလောက်ဒီဘက် နားလောက်တွေရောက်သွားရမှာဖြစ်တယ်ဆိုတော့ဆရာမတို့နားလည်ရမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် data points ဒီပေါ့နော် population နှစ်ခု မှာကျွန်တော်တို့တွေ့နေရတယ် budget ကပဲ content distribution ဖြစ်နေဆိုပေမဲ့လည်းပဲနှစ်ခုကကျွန်တော်တို့ shift တွေဖြစ်နေပြီးတော့နည်းနည်းလေးပဲဖြစ်တယ်ဆိုပေမဲ့လည်းဒါကဘာဖြစ်ဆိုဘာဖြစ်လဲဆိုကျွန်တော်အ accuracy အားဖြင့်ဒါက change ဖြစ်သွားပြီးတော့ဖြစ်လို့ solution ဒီမှာ SDR ဖြစ် solution ကြည့်လိုက်တဲ့အချိန်မှာ1စီစာလောက်ကျွေးနေပြီးတော့ကျွန်တော်နားလည်လို့ရတယ်ပေါ့အဲ့ပုံစံတိုင်းကျွန်တော်ခုနကတော့ SDR ချက်မှာသွားပြီးတော့ပြန်ပြီးနေရာချလိုက်မယ်ဆိုရှင်အဲ့ပုံအဲ့ဒီအဲအနေထားမျိုးပြန်ပြီးတော့စဉ်းစားနိုင်အောင်ဖြစ်တယ်ပေါ့ဒါလေးကျွန်မအရှိရလည်းပြပြခဲ့တာရှိစမ bias မှာလည်းပဲဘယ်လောက်ဒီ bias ဖြစ်တယ်ဆိုတော့တစ်ချက်လို့ရတယ်ဆိုတော့အတိအကျပြပြခဲ့တာရှိပါတယ်ဆိုတော့ဒါဆိုလို့ရှင် င်အခုဒီလိုကျွန်မတို့လက်တွေ့ချိန်ဆက်တယ်ဆိုလို့ရှင်တော့ LG ဆက်မှာဘယ်လိုမျိုး error ရှိရှာတယ်ဆိုတာကိုသဘောတရားအဖြစ်နားလည်မှဖြစ်ပါတယ် အဲ့ဒီမှာဆိုလို့ရှိရင်တော်တော်ကြီးကိုခုနကဝါတက်ပို့ပြီးတော့ရွှေ့သွားပြီပေါ့နော်ခုနကလင်းနေလေးကတ်တယ်ကိုကတော်တော်ကြီးရွှေ့သွားပြီဘလောက်စာရွှေ့လဲဆိုရင် तू ကဒူဝက်စီစာလောက်ရွှေ့သွားပြီအဲ့တော့ new population ကဒီမှာအပြာက तू ကအဲအရင်ခုနကရှိတဲ့ဒီ original population ရှင်းတဲ့စာလို့ရှိရင်သူ့ရဲ့ data distribution ကဒီဘက်ကြီးကိုတော်တော်ကြီးသူ့ရဲ့ dispersion ပုံစံကြီးကတော်တော်ကြီးကိုကျဲသွားဒီကြောင့်ဆက်ပါတော့နောက်ထပ်အစ်စ်တမျိုးပုံစံပေါ်လာလို့ပြောလို့ရတယ်ဒါကပါလေဆိုလို့ရှိရင်ပို့ပြီးတော့မြန်မာပို့ပြီးတော့ G ရဲ့ QC ဖြစ်သွားပြီ तू ရဲ့စီစာလောက် shift ဖြစ်သွားပြီလို့ကျွန်တော်တို့နားလည်ထားလို့ရပါတယ်အဲ့ဒီမှာကကျွန်တော်တို့ share အတိုင်းပဲဒီတကူကကြတော့ အဲသူ့ရဲ့ဒီဒီမှာကျမတို့ကအစိုင်းချတာတွေအဲမင်းရှိရဲ SD ရှိရဲပေါ့နော်ဒီမှာသူ့ရဲ့ဒီ value တွေတွဲပြီးတော့ဟာကြောင့်ရေးထားရပေါ့နော်ဘယ်လောက်ထိရလဲမင်းကသူ့အဲခဏန်းကဘယ်လောက်လဲဆိုတော့တွဲပြီးရေးထားရ plus 3ရဲ့ဒီလိုကျမတို့99ဖြည့်ပြီးတော့ဟာကြောင့် minus 3ဆိုလို့ကျမတို့81ဖြည့်သွားတာကိုဒီမှာတွေးရမယ်ပေါ့နော်အဲ့တော့တက်လိုက်ကြလိုက်ဖြစ်နေကျမတို့ဒီလောက်ထိရတော့ okay ပဲပေါ့နော်ဒီမှာ16 19 20လောက်ထိ away ဆိုရင်ပဲလည်းပဲ20အဆာပြီးခါကျတော့ကျမတို့အောက်ကိုကျလာပေါ့နော် train ကသူ့အောက်ဘက်ကိုယူရသွားတယ်ပြောချင်တာကကျမတို့ဒီမှာကသူ့ရဲ့ဒီဟာရှိနေပြီပေါ့နော်သူအဲတစ်ဖက်ကို bias က တော့ရောင်းနေပြီအဲသူ့ရဲ့အဲကပ်ကဆိုလို့ရှင်နေပြီရှိရကျွန်မပြောခဲ့တယ်လို့ပဲပုံမှန်အားဖြင့်ဒီမှာ mean ကိုတီးပြီးတော့ဟာကျဘယ်ရှိတ်ကပ်လေးရှင်နေရနေပြီးတော့နောက်ဘက်ကိုရောက်သွားတယ်ဆိုရင်ကျွန်မတို့ကဘယ်ရှိတ်ကအောက်ဘက်ကိုကျွန်မတို့ရွေ့သွားတယ်ဆိုတော့နားလည်လို့ရမှာဖြစ်ပါတယ်အဲတော့ကျွန်မတို့ဒီမှာဒီပေါ့နော်ဒီမှာတွေ့ရွေ့သွားတဲ့ကပ်ပုံစံဒါမျိုးပေါ့အဲအများကြီးကျွန်မတို့ကဟို ဲထွက်သွားတဲ့အနေအထားမျိုး SD ဘောကအားလေးပဲကျွန်တော်တို့ 3SD အပေါ်မကျအတော့မကျော်သေးဘူးဆိုတော့ဟာကြတော့ okay ရဲ့ဒါလောက်ကကျွန်တော်တို့ကအဲဟိုပါပေါ့နော် 13S rule out အဲ rule out solution ဖြစ်တာပြီးတော့ဟာကြ random error လောက်ဖြစ်ပြီးဆိုပြီးတော့ဒီလောက်လေးမှာကျွန်တော်ဒါကို skip လုပ်လိုက်ပြီးဒါအောင်လို့ရှင်နေပဲဒါကို ignore လုပ်လိုက်ပြီးဆိုလို့ရှင်မရဘူးပေါ့ဒီမှာဆိုလို့ရှင်တကူတို့ try နေရဲ့ဒါပေမဲ့ကျွန်တော်တို့ကအဲ့လောက်လေးအဲဒီ 13S တောက်ဆိုပြီးတော့ဟာကြ 12S တောက်ဆိုပြီးကျွန်တော်တို့ target လို့မရဘူးသူပြဿနာပဲဖြစ်လဲဆိုလို့ရှင်ဒီရုပ်စာကြီးကဒီသူ့ရဲ့ဒီဟိုပါပေါ့နော်အဲ level ရ run တကူလုံးမှာဒီကောင်းကြီးဆိုတော့ အောက်ကိုပါကြာသွားဒီဆောင်ကျွန်တော်တို့ဒီဒါကဒီ systematic error ရှိနေပြီဆိုတဲ့ဟာသဘောတရားနားလည်ရမှာဖြစ်တယ် bias ရှိနေပြီအဲဒါက trend ဖြစ်နေပြီပေါ့နော် bias ရှိနေပြီဆိုတော့ကျွန်တော်တို့သိရအောင်မှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ကဒီသူ့ရဲ့အဲဒါအရှိရာကျွန်တော်ပြောခဲ့တဲ့စကားလုံးမှာပြီး standard deviation probability ကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် data wise အကုန်လုံးဟာသူ့ရဲ့ gaussian distribution ပြနေတဲ့ပြည့်အတွက်ကြောင့်မလို့သူ့ရဲ့သတ်မှတ်ထားတဲ့ mean percentage တွေမှာကြောက်နေကြီးလည်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအခုသူအရှိရာကျွန်တော်ပြောခဲ့တဲ့1 to 1 sd တို့2 sd တို့တွင်းမှာရှိနေတဲ့ probability ကဆိုရှင်68%တို့95%တို့99%တို့ရှိရမယ်ဆိုပေမဲ့လည်းဒါရဲ့ကျွန်တော်ပြန်ပြီး trend ရွှေ့သွားတဲ့ဆိုလို့ရှိရင်ဒါတော့ cup တစ်ခုထဲမှာပေါ့နော်ဒီဟို check တစ်ခုထဲပေါ်မှာဒီလိုမျိုးကျွန်တော်ရွှေ့သွားမယ်ဆိုလို့ ့ရှင်တော့ဒါဟာ bias ရှိနေပြီပြီးတော့ဟာကျ inaccuracy inaccuracy ရှိနေပြီဆိုတော့နားလည်လို့ရတယ်ဒါဟာ systematic error ဖြစ်တယ်စစ်စစ်ဆင်မှာတော့ correct reaction ယူရမှာဖြစ်တယ်မနေ့ error လို့မျိုး target လို့မရအောင်စောင့်ပြနေရုံနဲ့မရအောင်ဆိုတော့နားလည်ရမှာဖြစ်ပါတယ် အဲ့တော့ travel shoot လုပ်ကိုလောပါမယ်ပေါ့နော် travel shoot ဆိုတာကျွန်မတို့ပြဿနာကိုဖြေရှင်းတာပေါ့နော်ဒါကြောင့်မစမတို့ systematic error ဖြစ်တဲ့တော့ကြောင့်မလို့ live source တွေပြက်စီးရလားဒါမှမဟုတ်ရှင်လည်း sample reagent အညစ်အကြေးတွေဒါကကျွင်းကြံနေစုပုံလာတာလားပြီးတော့ခါကြတော့တုံးပြည့်တဲ့ reagent တွေတက်တန်းကြပြီးတော့ခါကြတော့ expire တော့မဖြစ်သေးဘူးဆိုပေမဲ့လည်းပဲလုံနေတဲ့အနေအထားကဟိုကျွန်မတို့ဒီတက်တန်းအပြင်ဆိုလို့ရှိရင်သူရေရေခဲ့တဲ့ random မှာထားရမယ်အနေအထားတိုင်းမဟုတ်ဘဲနဲ့ထုတ်လိုက်ပြင်တွင်လိုက်ဒါမျိုးတွေဖြစ်လာမယ်ပေါ့နော်စာတရားပဲဒါမျိုးတွေကြောင့်မလို့လည်းပဲ reagent တက်တန်းကရှိပြီးတဲ့နဲ့ရှင်းနေကြတဲ့ခါကိုပြီးတော့ short term ဖြစ်လာတာကိုလည်းသိရမှာဖြစ် ်ပါတယ်ပြီးတော့ခါကျ control material တွေပေါ့နော်ကိုသုံးတဲ့ပစ္စည်းတွေရောအကောင်းရလာပေါ့နော်ပို့ပြီးတော့ juicy material တွေရဲ့အရင်တွေ့တွေကြာချင်းလာတဲ့ solution တွေပဲဒါမျိုးတွေဖြစ်တတ်တယ်ပြီးတော့ခါကျ incubation ချိန်မှတွေအပူချိန်ပြီးတော့ခါကျစစ်ဆေးတဲ့ calibration တွေချိန်ရတာပေါ့နော်အဲ့တော့ calibration နဲ့ပတ်သက်လို့ရှိတဲ့ summary ကိုအဲ့ဒီ random error systematic error မှာရေးပြပြခဲ့ပြီးဖြစ်ပါတယ် calibration ကဘယ်လောက်ထိအရေးကြီးလဲကိုအချိန်မှ calibrate လုပ်ရမှာမှာနှစ်ပတ်တခါလာဒါမျိုးလို့ရှိရင်တော့တလား calibrate လုပ်ရမယ် solution ကိုရေး calibrate လုပ်ထားတဲ့ဒီအနေအထားကိုပြန်ပြီးတော့မှတ်သားထားပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်အများနဲ့ဒီကိုပြန်ပြီးတော့ calibrate လုပ်တဲ့အချိန်တော့ပြန်ပြီးတော့မှတ်သားထား ပြီးတော့ငါကြတော့ဘလောက်ထိပြောင်းလဲသွားပြီလဲဆိုတာဟောပေါ့နော် gallery မလောက်ခင်တဲ့လုပ်ပြီးကြမှာဘလောက်ထိပြောင်းလဲသွားပြီလဲဆိုတာလို့အများနဲ့ကျွန်တော်တို့ pattern တင်ထားမှာဖြစ်ပါတယ်ဘယ်တော့ဖြစ်ဖြစ်ကျွန်တော်တို့က data ရှိရမယ်ပေါ့နော် document ရှိရမယ်အမှတ်အသားပြီးတော့ငါကြတော့စာရွက်စာတမ်းထားမှသာလျှင်ဒီ calibration တွေရဲ့တက်ရောက်မှုလည်းပဲတွက်ဆနိုင်မှာဖြစ်တယ် calibration လောက်တာပဲဝင်သွားပြီလေပြီးသွားပြီဆိုလို့ထားခဲ့လို့မရဘူး calibration မလောက်ခင်တဲ့လုပ်ပြီးခါမှာကျွန်တော်တို့ပြောင်းလဲသွားတဲ့အနေထားတွေ error ရှိရှိနေလားပြီးတော့ juicy trend ဟာဘယ်လိုမျိုးသွားနေတယ်လဲဆိုတာကိုလည်းပဲအရေးကြီးတယ်ပေါ့နော် calibration နဲ့ပတ်သက်ပြီးအဲ့တော့ဆက်မတိစားလေးပြောခဲ့တာလေး 失败，阿拉不会有障碍，对吗？ ဒီမှာဆိုကျွန်မတို့ Gaussian curve ပြောင်းသွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမှာဒီအဝိုင်းအောင်ဖြစ်နေကောင်းကကြတော့ကျွန်မတို့ခဏဦး Gaussian curve ပေါ့နော် distribution အားဖြင့်သူကသူ့ရဲ့ဒီဟွာ curve ကိုမှန်တယ်လို့ကျွန်မတို့နားလည်ထားမယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ခါကျတော့ဒီမှာပို့ပြီးတော့ကျဲသွားတဲ့အနေထားပေါ့နော် range ပြီးပို့ပြီးကျဲပါနောက်တဲ့ဒီမှာအယောင်တစ်ခုပေါ့နော်အဝိုင်းအောင်မှုတဲ့တခြားကျွန်မတို့ဒီညီညွတ်ရောက်ဟာကြတော့သူ့ရဲ့ SD mean ရ SD ရဆိုလို့ရှိရင်ပို့ရခါကျတော့များလာမယ်ဒီ curve အနေနဲ့ကျွန်မတို့ SD က1 2 3 SD ရှိပဲဆိုလို့ရှိရင်ကြတော့သူ့ရဲ့ SD နေဒါသေးသေးလေးဆိုပေမဲ့လည်း curve ကျဲလာတဲ့ကောင်ပါဆိုလို့ရှိရင် ေါ့ကပ်ဒီကပ်အကြီးရဲ့ SG ကဒီလောက်ပေါ့နော်ဒီကပ်အသေးလေးရဲ့ SG တက်ကို तू ကတစခွဲဒီလောက်ဖြစ်ဒီလောက်ဒီလောက်သွားဖြစ်သွားမှာဆိုတော့သူရဲ့တစခွဲအဲသူ့တက်ပေါ်ကကျေပြီးတော့သူ့တက်မဝင်တော့ရဲစမားကို range ဒီလောက်ဖြစ်သွားမှာပေါ့ဒါကဘာလဲဆိုလို့ရှိရင်ကပ်ပြောင်းသွားတဲ့အတွက်ကြောင့်မလို့သူရဲ့ဒီ range ဒီပို့ပြီးတော့ကျေလာတဲ့အတွက်ကြောင့်မလို့ position နေသွား position မရှိရအောင်ဆိုရင်ဒါကိုပြောပြချင်တာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့တည်သားမယ်ပေါ့နော် cup ကအပေါ်က cup ကကျွန်တော်တို့ 2s မှာတလောက်ဆိုလို့ရှိရင်အောက်က cup ကပို့ပြီးတော့ပြားသွားပြီအဲ့တော့ဖြစ်လို့ဆို 2s ကပို့ပြီးတော့ကျဲသွားပြီဆိုတော့ကျွန်တော် position အဖြစ်နေသွားပြီ range ကပို့ပြီးတော့ကျဲသွားတဲ့အတွက်ကြောင့်ဒီကြောင့်ကျွန်တော်တို့ဒီ cup အနေထားကိုပြန်ပြီးတော့ချိဖို့လိုရဲဆိုတော့အဲ့ဒါကိုပြောတာဖြစ်ပါတယ် range တွေတိတ်ပြီးတော့ကျဲနေမယ်ဆိုလို့ရှိရင်ဒါတွေကအသုံးမဝင်ဘူးပေါ့နော်ကျွန်တော်တို့ဒီတတ်မှတ်ထားတဲ့ဒီဟိုဟာဖဲကို distribution နဲ့မဝင်ဘူးဆိုလို့ရှိရင် dispersion တွေတိတ်ပြီးတော့ကျဲပြန်လာမယ်ဆိုလို့ရှိရင်ဒါရဲ့ပါလေဆိုလို့ရှိရင် quality control မှာအဲထိခိုက်လာနိုင်တဲ့အခြေအနေရှိရဲဆိုတော့နားလည်ထားမှာဖြစ်ပါတယ် ။ဟိုဒီမှာကျွန်တော်ကြီးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီ main အလေတဲတဲဟာနေပြီးခါကြတော့စပြီးတော့ run လိုက်တဲ့ဒီ level ဟာဆိုလို့ရှိရင် data points တွေဟာဒီလောက်လောက်ဒီပေါ့နော်20 20 2လောက်ဒီဟာကြတော့ okay နေသေးတယ်။အဲသူ့ရဲ့ဒီဟိုဟာပဲပေါ့နော် range တွေဟာကြတော့ main ရဲ့ပတ်ပတ်လည်ဒီမှာရှိနေသေးတယ်ပေါ့။ဒါပေမဲ့ဗာလဲဆိုလို့ရှိရင်ပြပြင်းနဲ့ကြာလာတဲ့အများသူ့ရဲ့ဒီအာကာက data points တွေ distribution ပို့ပြီးခါကြတော့ dispersion အရင်များလာတယ် scatter အရင်ဖြစ်လာတယ်ပေါ့နော်။အရင်အောက်ရွာလဲအရင်အပေါ်ထောက်တဲ့ဝါလဲဆိုပြီးဖြစ်လာတယ်။အဲ့တော့ရေးကြည့်တဲ့လူကျွန်တော်တို့ကအဲတစ်ခုလောက်လေးပဲပေါ့ เนาะအဟွာပေါ့ OSD အဟွာလောက်ပေါ့ 12S လောက်ပေါ့ဒါလောက်လေးပဲဖြစ်သေးတယ်ဒါမှမဟုတ်ရှင်တယ်ပဲအဲနည်းနည်းဒီမှာဆမလို့ရှင်13 S လောက်ဖြစ်တယ်ဆိုတော့မျိုးလူလောက်ပဲကြီးမယ်ဆိုလို့ရှင်ကြတော့ဒါလက်တွေမကြောက်ဘာလို့ဆိုတော့သူရဲ့ distribution dispatch ပုံစံဆမတို့ကဒါဟိုဟွာပေါ့ cost distribution တိုင်းပဲဖြစ်တော့ဟိုဟွာပေါ့ဖြစ်တဲ့အနေထားမှာပို့ပြီးတော့ဟာကျ SD ကျေလာတယ်ဆိုရင်အနေထားကိုတော့လုံးဝသိရှိရမှာဖြစ်တယ်ဒီ SD ကအရန်ကိုများပြီးတော့ဟာကျ multiple SD deviation တွေဖြစ်လာပြီးဆိုတော့ဆမတို့နားလည်ရမှာဖြစ်တယ်ပေါ့နော်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှင်ရင်သူရဲ့ဒီ curve အနေထားကအလေတက်တယ်မှာပေါ့ ော်ဆိုတော့ content distribution လာရှိခဲ့မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒီလောက်လောက်ဆိုလို့ရှိရင်ပို့ရခါကျတော့ cap ကြီးကပို့ပြီးတော့ကျဲပြန့်လာပြီးခါကျပိုကားသွားမယ်ပို့ပြီးတော့ခါကျတော့ကျဲကျဲဖြစ်သွားမယ်ဆိုတော့ကျွန်တော်တို့ဒါကကြည့်လိုက်ကလေးကနားလည်နေရမှာဖြစ်တယ်ပေါ့နော် ဒါကြောင့်ကျွန်တော်တို့က i train မှာလို့ပြောတာဖြစ်ပါတယ်။ကိုမြန်လုံး trainer တော့ခါကြတော့မှာ data point distribution ကဘယ်လိုပုံစံမျိုးနဲ့သွားနေရလဲ။သူရဲ့ main ပတ်ပတ်လေးမှာရောရှိရလား။ပြီးတော့ခါကြ assign လုပ်ထားတဲ့ကျွန်တော်တို့ SD ကြီးလိုက်မယ်ဆိုလို့ရှိရင် +3 SD -3 SD အတွင်းနေရဲမှာရောက်နေရဆိုမဲ့လေဘယ်လောက်ဒီကျွန်တော်တို့သူရဲ့ကျဲပြတ်မှုနေထားနေရဒီပါဆိုလို့ရှိရင်သူရဲ့ဟိုပါပေါ့ကနန်းနေထားနေပြန်ပြီးတော့ချိန်ကြီးလိုက်မယ်ဆိုရှင်ဘယ်လောက်ဒီ scatter ဖြစ်နေလဲဆိုတာကိုလည်းပဲဒါခြုံငုံကြည့်တော့ခါကြလေးကြည့်ကြည့်ရမှာဖြစ်တယ်ပေါ့နော် ဒါကြောင့်ကျွန်တော်တို့က curve တင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီအဲ point တွေပေါ့ data points ရဲ့ distribution အားဆိုလို့ရှိရင်အရှိပိုင်းမှာကျွန်တော်တို့အလဲလောက်ပေါ့နော်ဒီ -1 SD လောက်မှာသူ့ရဲ့ mean လောက်ပါရှိတယ်ဆိုလို့ရှိရင်ဒီဖြည်းဖြည်းနဲ့သူ့ရဲ့ trend အဲသူ့ရဲ့ဒီပြောင်းတဲ့ပုံစံဘယ်လိုဖြစ်လဲဆိုလို့ရှိရင်အဲ dispersion တိတ်အဲ scatter တာဖြစ်လာတယ် သူရဲ့ဒီ data points ရဲ့ distribution ဆိုရင်ပို့ပြီးတော့ဟာကျတော့အရန်အဲဒါကအရန်ဟိုဖြစ်လာပေါ့တခုနဲ့တခုတအား wide ဖြစ်လာဆိုဒီထားကိုတွေ့ရတယ်ပြောချင်တာကျွန်တော်တို့ budget ကပ်ပါပို့ပြီးတော့ကားလာပြန်ပို့ပြီးတော့ဟာကျတော့ကျေလာ range အားဖြင့်ပို့ပြီးတော့ကျေလာကျေလာတဲ့အတွက်ကြောင့်မလို့အဲပြန်ပြီးတော့အရှိကကျွန်တော်တို့ တဲ့သူချိရဲ့တင်ခန်းစာအနေနဲ့ပြန်ပြီးကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ error ဟာအလောင်းရွက်တူတဲ့ error ဟုတ်လားမဟုတ်လားဆိုပြန်ပြီးတော့ကြည့်ဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ range ကတအားကျနေပြီ။ acceptable ပဲဖြစ်လာမဖြစ်လာဆိုကျွန်တော်တို့ကတခုခုနဲ့ပြန်ပြီးတော့ဖြတ်ရအောင်။အဲ့ဒီမှာကျွန်တော်တို့တင်ခဲ့တာ3အ3ခု specification 3ခုရှိရဲ့ optimal ဒီ specification လားဒါမှမဟုတ်ရှင် minimal လား desired specification လားဆိုပြီးခါကျတော့ကျွန်တော်တို့ range ကိုဘယ်လောက်ထိကျဲလို့ရလေသလဲဆိုတာကိုကိုတိုင်းတဲ့ပစ္စည်းပေါ့နော်။ analyze ရဲ့အနေထားပေါ်မူဒီဘက်မှာ ဂလူကို့စ်လားဒါမှမဟုတ်ရှင်တဲ့ဟော်မုန်းလားဒါမှမဟုတ်ရှင်တဲ့အင်ဇိုင်းလားပေါ့မူတည်ပြီးတော့ခါကျ speciation ဘယ်လောက်ထိကျဲခွင့်ရှိတယ်လဲဆိုတော့ဆရာမတို့ရွှေ့နေကြတာရှိတယ်အဲ့ဟာလည်းဆရာမပြန်လဲတိုက်ဆိုင်ပြီးတော့ခါကျတော့ကြည့်မယ်ဆိုရှင် analyze နဲ့ကူမတူတဲ့အတွက်ကြောင့်မလို့လက္ခဏာနေထားရည်လဲတူမှာမဟုတ်ဘူးအဲ့တည်းကဆရာမတို့ထားတဲ့ precision ပုံစံမျိုးဟာဘယ်ရောက်လက္ခဏာလဲဆိုတော့ပြန်ကြည့်ဖို့လိုတယ်တစ်ဆက်တည်းမှာပဲဆရာမတို့ကအဲ့လိုမျိုး range ကျဲတဲ့ဟာကိုအဲ့လိုလိုက်ပြီးတော့တိုင်းနေမှာလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးဆရာမတို့အဲ့ဒီမှာမှအဲ့လိုမျိုးဆရာမတို့တိုင်းသွားပြီးပြီဆိုလို့ရှင်ပေါ့နော်အဲ့လိုမျိုး set လုပ်ထားပြီးဆိုလို့ရှင်ကိုယ့်ရဲ့ specification ဘယ်လိုဟာမျိုးနဲ့အနည်းဆက်ဆုံးအဆင်ပြေမလဲဆိုတော့ကိုယ့်ကတော့ရွေးချယ်ပြီးပြီဆိုလို့ရှင်လည်းပဲအဲ့ဒီမှာတခါ လိုမျိုးထောင်ထွက်နေတဲ့အကောင့်တွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ error တွေကိုပြန်ပြီးတော့စစ်ဖို့လိုပါသေးတယ်အဲ့တော့ကျွန်တော်နှစ်မျိုးရှိမယ်ပေါ့နော် specification ကဘယ်လောက်ထိအလောင်းပဲဖြစ်လဲဆိုတဲ့ဟာကိုပြန်ပြီးတော့ရွေးချယ်ရမှာဖြစ်တယ်လို့ဘယ်လောက်ထိ acceptable ပဲဖြစ်တဲ့ range ရှိတယ်ဆိုတာရွေးချယ်ရမှာဖြစ်တယ်လို့အဲ့ဒီညမှာပေါ့တခါလိုမျိုးကျွန်တော်ထောင်ထွက်နေတဲ့ဟာမျိုးတွေရှိတယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီ errors ပေါ့နော် random error ကြီးရဲ့အနေထားကိုပြန်ပြီးတော့ချိန်ဆဖို့လိုပါသေးတယ်အဲ့တော့ကျွန်တော်တို့က travel ဒီလုတ်ပေးရမယ် correct အချိန်ကျွန်တော်တို့ဒီလိုချိန်မိမှာမဖြစ်မနေယူပေးရမှာဖြစ်တယ်ဆိုတော့ specification ပြန်ပြီးတော့ကြည့်ဖို့လိုသလိုကိုယ်သုံးတဲ့မျိုးစားရဲ့ specification ကိုကြည့်ဖို့လိုသလို ို့ကိုယ့်ရဲ့ error ရှိနေတဲ့အနေအထားကိုလည်းဘယ်လိုပုံစံမျိုးနဲ့ corrective action ပြန်လုပ်မလဲဆိုတာကိုလည်းပဲသိဖို့လိုပါသေးတယ်။ဒါတော့ဘာဖြစ်လို့ကျွန်တော်တို့ဒီလိုမျိုး cap ကြီးကအရန်ကိုပြားသွားပြီဆိုတော့နောက်တော့ imprecision ဖြစ်သွားပြီးတော့ကျွန်တော်တို့ဒီ random error ကိုပြင်ဖို့လိုမှာဖြစ်တဲ့ဆိုတဲ့အနေအထားကိုမရှိမနေနားလည်ရမှာဖြစ်ပါတယ်။ ။ဒီစားစမှာရှိရလေးပြောခဲ့တယ် travel shoot လို့ကိုလောရအောင်ပဲအဲ့ဒီအချိန်မှာသူ့ရဲ့ဒီဟာတွေပြန်ပြီးတော့ကြည့်ပါတော့ဒီ region နေ base လုပ်တဲ့ဟာ dissolve လို့ထားဖြော်တဲ့ကိစ္စဓာတ်ရည်အတိအလောမှန်ဆုံးမရှိဘူးလားပေါ့နော်။အဲ technician အနေနဲ့ကတော့သူ့အနေနဲ့မှန်တယ်ဆိုပေမဲ့လည်းဒါကိုကျွန်တော်တို့ပြန်ပြီးတော့ review ပြန်လုပ်ဖို့လိုတယ် check လုပ်ဖို့လိုတယ်။အဲ့ဒီအချိန်ကျတော့မှဒါလေးကိုကျွန်တော်ပြန်ပြီးပြင်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးရောဆက်တဲ့ပုံစံ formula မှားသွားတဲ့ဟာလေးပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါလေးတကယ်လို့ဒါ correct လုပ်လိုက်မယ် fix လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျတော့ခုနကတော့အရန်ကိုထောင်းထွက်နေတဲ့အရန်ကားထွက်နေတဲ့ SD ကပြန်ပြီးတော့ကြာသွားမယ်။ကြာသွားလို့ရှိရင်ပြန်ပြီးတော့ range ကိုပြန်ဝင်လာ မယ်ဝင်သွားပြီဆိုလို့ရှိရင်ကျမတို့လက္ခဏာအနေထားတစ်ခုဖြစ်သွားပြီဒီဇိုင်းတွေပဲဒါဒါမို့လို့ရှိရင် minimum specification တော့ပေါ့နော်ကိုလိုချင်တဲ့အနေထားပေါ့နော်ကိုသုံးတဲ့ဟာရဲ့ analyze ရဲ့ time နေထားပေါ့ဒီလိုဟာပြန်လဲပြီးတော့ change ရမယ်ဆိုရှင်အဆင်ပြေတာဒါဆိုကျမတို့ကအရင်ဒီဒါကိုအကုန်လုံးကိုကျမတို့ပြန်ပြီးတော့ credit action ဒီဇိုင်းဟာလုပ်ကြအောင်လို့ဒီလောက်ဆင်ပါတယ်အဆင်ပြေသွားတာပေါ့ဒါမျိုးတွေကျမတို့ကအဲပြန်ပြီးတော့ဟာကြတော့ change ပြီးတော့လုပ်မှာဖြစ်ပါတယ် ပြီးတော့ဒီမှာနောက်အရှိကပြောရတဲ့အတိုင်းကျွန်တော် reaction line တွေပြန်ရေး sample တွေပြန်ရေး syringe တွေပါစားတယ်ဒါမျိုးကျွန်တော် leave on ထားတဲ့ဟာလေးကဒါလေးရ random error ကဆက်ပါရှာရခဲ့တာဆိုတော့လည်းမှန်တယ်ဒါပေမဲ့လည်းပဲနည်းနည်းပွားလောက်ဒါမျိုးလေးကိုပြန်ပြီး correct လုပ်လိုက်မယ် solution လည်းပဲ fix လုပ်လိုက်မယ် solution လည်းပဲအဲအခုနောက်ပြောအရန်ကြီးကို juicy မှာဒီ algae shop မှာလာပြီးပြဿနာကြီးလာတက်နေရဲဆိုတဲ့ဟာကိုရှောင်ရှားနိုင်မှာဖြစ်တယ်ဖယ်ရှားနိုင်မှာဖြစ်တယ်ပေါ့နော်ဒါဒါလေးကိုပိုက်ဒီချာချိန်ဆက်တဲ့ကိစ္စတွေဒီဘက်မှာစိုးနေကိစ္စတွေတစ်ခါကြာ temperature မမှန်တဲ့ကိစ္စလျှင်စမီမငြိမ်ဆိုမြင်အောင်လုပ်ပေးလိုက်ပေါ့ပြီးတော့ကြာ operator နေစနစ်မှန် SOP တန်းမလိုက်တော့ ောက်ဆိုရှင်အဲ့ technique တွေကိုပြန်ပြီးတော့ခါကျ review ပြန်လုပ်မယ်လိုအပ်ရင် training ပြန်ပြီးမယ်ပေါ့နော်သူအမြဲတမ်းဒါမျိုးဖြစ်နေတယ်ပဲသူလုပ်လိုက်တဲ့အမ SEO ကြီးက legacy ချက်ပေါ်မှာသူအဲ့အမြဲတမ်း dispatch နေရှိနေပဲဆိုလို့ရှင်တော့ဒါသူဟာသူ့ရဲ့ဥစ္စာရမဟုတ်တော့အဲ့တော့ပြောလို့ဆိုရှင် random error ရှောင်ချဖို့အတွက်ဆိုလို့ရှင်တခြားဟာတွေလည်း okay တယ်ဆိုလို့ရှင် the operator လုပ်တဲ့ဒီ technician ဒါမှမဟုတ်ရှင် left left step ကြီးပေါ့နော် train set ကြီးကျွန်တော်တုံးတဲ့နီးစနစ်တွေ technique မမှန်ဆိုတာပြန်ပြီး train ဖို့လိုမှာဖြစ်တယ်သူကြောင့်လည်းပဲဒီမှာဒီ duty chain လာပြီဆိုလို့ရှင်သူအမြဲဒါကိုပဲအဲထက်ခါထက်ခါကျွန်တော်မှန်တယ်ဆိုပြီးတော့လုပ်နေမယ်ဆိုလို့ရှင်ကြတော့အဲ့လို error တွေကအများကြီးမှာဖြစ်ပါတယ်ပြီးတော့ငါကြ process လုပ်ထားပြီးသား sample ကိုဒါအတိအစား miss မလုပ်ဘူးပေါ့နော်ကိုလို့ရောဆက်ရမယ် dilution လောက်ပမာဏစာတင်ပြီးဒါမျိုးတွေကြောင့်ပြန်ပြီးတော့အဲແລະ mixing မလုပ်ဘူးဆိုလို့ရှင်လည်းအဆင်မပြေဘူးပြီးတော့ခါကြတော့ဈေးဖြော်ရေးစားရပါတော့ juicy ရေးဖြော်မယ်ဆိုလို့ရှင်ပဲ frequency juicy မမှန်တာပေါ့နော်အချိုးစားရမမှန်တာပြီးတော့ခါကြတော့ဖြော်ပြီးဆိုလို့ရှင်လည်းဒီ storage ပါညာဒါတွေကကျွန်တော်တိကျမလုပ်ဘူးဆိုလို့ရှင်ပဲဒါတွေက random error တွေဖြစ်နေတဲ့အတွက်ကြောင့်ဒီဥစ္စာလေးကိုပဲတိကျပါအောင်ခုနကတော့လိုမျိုး cut ပုံစံပြီး ပြခဲ့မယ်ဆိုလို့ရှိရင်ဒေတာဘောက် travel shoot လုပ်ပြီးရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့အဓိကကတော့ကိုယ့်ရဲ့ဘာမှ ကိုယ့်ရဲ့ laboratory quality ကိုလိုချင်တယ်ဆိုလို့ရှိရင်အဲအခုတခုခုဘယ် check လေးကိုမဆိုပေါ့နော် documentation တွေကိုမှတ်သားပါအဲတွေ့လာတဲ့ points တွေအကုန်လုံးကျွန်တော်တို့ review ရှုလို့မရဘူးပေါ့နော်ရှေ့ဆုံးကကျွန်တော်ပြောခဲ့တဲ့အချက်ဟိုဟာလိုပဲအခုလေးပဲကျွန်တော်တို့က random error လေးပဲ point တခုလေး1 2 3တခုလေးဖြစ်နေရအဲ့ဒါလေးကရတယ်ပြဿနာမရှိဘူး design ထားလိုက်လို့ဆိုလို့ရှိရင်မမှတ်ပဲနဲ့ထားမယ်ဆိုရှင်နောက်တစ်ခါတိုင်းမှာမထက်ကြုံပါဘူးဆိုကျွန်တော်တို့ကဘယ်ကနေပြီးတော့ကကြာဘလို့ဘလောက်တွေကဘလို့မှားခဲ့လဲဆိုတော့ကျွန်တော်တို့တွေ့နိုင်မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကပြန်ပြီး correction လုပ်ဖို့လိုလာတဲ့အခါမှာ ါမှာဆိုလို့ရှင်ကြတော့အရှိအရှိထားပြီးသားချက်ချင်းကျွန်တော်တို့ကဒါပြင်စရာမလိုသေးဘူးဆိုပေမဲ့လည်း credit ရရှင်ယူစရာမလိုသေးဘူးဆိုပေမဲ့လည်းစောင့်ကြည့်ရဆိုရင်ဒီဒါလုတ်ထားရဲဆိုတာကိုလည်းထည့်သွင်းပြီးတော့ဟာကြမှတ်သားထားမှာဖြစ်ပါတယ်မိမိရဲ့ဒီစစ်စစ်ထုတ်လိုက်တဲ့ဆိုမှာ value ကိုကိုမကြိုက်ဘူးပေါ့နော်တခုဒီဥစ္စာ satisfy မဖြစ်ဘူးကိုယ်နေမကြိုက်ဘူးဆိုတဲ့အနေထားကဒါကြီးကကျွန်တော်တို့လွဲနေပြီအဲဒါမှမဟုတ်ရှင်လည်းတခု trend back ကိုသွားနေပြီ data ဟာရအရင်ကမြောက်နေစတဲ့ဒါမျိုးတွေလုတ်မယ်ဆိုလို့ရှင်ဒါမျိုးတွေအဲ့လို value တွေဖြစ်လာပြီဆိုရှင်မိမိတို့စစ်စစ်ရဲ့ process တွေလုတ်ဆောင်တွေအကုန်လုံးပြန်ပြီးတော့ review ပြန်လုပ်ပါမဖြစ်မ ွယ်လေးပြန်တော့ပါလို့ဆရာမကတော့ပြောချင်ပါတယ်အဲ့ဒီဟာလေးတွေကိုလုတ်လုတ်ဖြေးခြင်းအားဖြေးဖြေးနဲ့ကျွန်တော်တို့အဲထိမ့်မရတော့ခါကျတော့မှလုံးဝထောင်ထွက်သွားတယ်လွတ်ထွက်သွားတယ်ဆိုရင်အထားအတွင်းမဖြစ်တော့ဘူးပေါ့နော်ထိမ့်လို့ရတဲ့အနေထားတွေကကိုယ်မှရှိတဲ့ဒီ iron train လုတ်တဲ့အနေထားလေးကိုလည်းပဲပြန်ပြီးတော့ကိုယ့်အသားကိုပြန်ချိန်ဆမယ်ဆိုလို့ရှိရင် laboratory ဒီ quality control နဲ့ပတ်သက်ပြီးတော့ခါကျတော့ supervising supervising လုပ်ထားတဲ့ဒီတရားရုံးကို assign ချတာမယ်ဆိုလို့ရှိရင်အဲ့လူကအမြဲတောင်းစောင့်ကြည့်နေမယ်တကူထွက်နေပြီဆိုလို့ရှိရင်အဲ့ဒါကိုထွက်တဲ့အချိန်ကလေးကိုကျွန်တော်ပြန် review လုပ်မယ် specification ခုနကပြောဆိုမှာ random error ဆိုလို့ရှိရင် specification နဲ့အတိုင်းဝင်လားမဝင်လား လားပေါ့နော်အဲ့ပေါ့ video ရဲ့ခါကျတော့ကိုယ့်ရဲ့ error ကြီးရဲ့ acceptive ပဲဖြစ်လားအလောင်းဖြစ်လားဆိုတော့ကျွန်တော်ပြင်ပြီးကြည့်ဖို့လိုရဲပေါ့နော်ပြီးတော့ခါကျတော့ကိုယ့်ရဲ့ဒီ edge set ကိုကြည့်တဲ့ခါမှာလည်းပဲ eye train ရအရင်စကားပြောရဲပေါ့နော်ဘယ်ပုံစံသွားနေရလဲဝင်တော့ဝင်တယ်ဒါပေမဲ့လည်းပါလို့ဆိုလို့ရှိရင်အဲ့ဒါကြီးကဟိုဟာဖြစ်နေပြီလားပေါ့နော် trend နေဖြစ်နေပြီလားဒါမှမဟုတ်ရှင်လည်းပဲ STD ရရှစ်ဖြစ်နေပြီလားဆိုတော့ပြင်ပြီးကြည့်ဖို့လိုရဲဆိုတော့ကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်အဲ့ပေါ်မူတည်တော့ခါကျတော့ပဲလိုအပ်တဲ့ဒီ error fix လုပ်တဲ့ကိစ္စတွေကိုဆက်လက်ပြီးတော့လုပ်ဆောင်အောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ potentially an unstable analytical system ဖြစ်တယ်ဆိုတော့အမြင်နဲ့မှတ်သားဖို့လိုပါတယ်အမြင်နဲ့ဒီပြဿနာတွေကရှိရတယ်ဒါကြောင့်မို့ကျွန်တော်တို့က UC တွေကိုသုံးပြီးတော့ဟာကျွန်တော်ဒါတွေ monitor လုပ်ပေးရဖြစ်တယ်ဆိုတော့ပြောချင်ရင်လည်းအခြေချက်မှာကျွန်တော် error ဘယ်လိုရှာမလဲဆိုတဲ့သဘောတရားလေးဥချိန်မှာနားလည်သွားမယ်လို့ထင်တယ်ပေါ့နော်အရင်မခက်ခဲဘူးရှိတဲ့ရှိပြီးသားကျွန်တော်တို့အရှိရတီတီတီထားပြီးတော့အဲ knowledge တွေကိုအခြေခံပြီးတော့ rule violation တွေကိုလည်းနားလည်ပါပြီအခြေချက်အကြောင်းကိုလည်းတီးပါပြီ caution gap ကိုလည်းပဲမှိုင်သွားပြီပြီးတော့ဟာကျွန်တော် errors မျိုးဖြစ်တဲ့ randomness systematic error တွေဘယ်လိုမျိုးရှာပြီးလဲဒါတွေကျွန်တော်တို့ဘယ်လိုချိန်ဆက်ပြီးတော့ဟာကျွန်တော် share လေးတွေ့ချက် တယ်ဆိုတာလို့ပြောရပြီဆိုလို့ရှိရင်တော့ကျမတို့အခြေချက်ပေါ်မှာ error ရှာပြီးတော့ခါကြောင့်ဒီ error တွေကဒီစင်ကျမတို့ပြန်ပြီးတော့ fix လုပ်တဲ့ကိစ္စတွေ error တွေပြန်ပြင်တဲ့ကိစ္စတွေလုပ်တဲ့ခါမှာလည်းမခက်ခဲဘူးဆိုတာပြောကြရင်ကျမဒီလေကြောင့်ဒီမှာခဏရက်မယ်နောက်ထပ်လေကျမကျမတို့ပြန်ပြီးတော့ပြကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်